21ရာစုပင်လုံညီလာခံမှာကရင်လူမှုတွေရဲ့အတန်းကိုကိုစားပြုနိုင်ဖို့အမျိုးသားအစဉ်နိုင်ငံရေးဆွေးနွေးပွဲကိုလာမယ့်ဇန်နဝါရီလအတွင်းဖအံမြို့မှာကျင်းပမှာဖြစ်ပါတယ်။ကရင်လူမျိုးတွေအနေနဲ့နိုင်ငံရေးအရာဖြစ်ချင်တဲ့ဆန္ဒကိုလာရောက်တင်ပြကြဖို့အခွင့်အရေးရရှိမှာဖြစ်တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့အမြဲတမ်းဗဟိုကော်မတီဝင်စီယုံရင်းနဲ့ပြန်ကြားရင်းမှုဘဒူစောလာထွန်းကအခမ်းအနားမှာ ပြောပါတယ်။တို့ကရင်ပြည်နယ်ဖအံမြို့မှာအမျိုးသားစစ်နိုင်ငံရေးဆွေးနွေးပွဲဖြစ်တဲ့ လူမျိုးလိုက်နိုင်ငံရေးဆွေးနွေးပွဲကို လာမယ်ဇန်နဝါရီလ16 19 20 21မှာကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက်ဒေတာတီတီမှာရှိနေကြတဲ့ရင်းလူမျိုးပြီးရင်မျိုးသားအားလုံးမှမိမိတို့ရဲ့ဒေတာအတွင်းရှိတဲ့အခြေအနေဒေတာတွင်းရှိတဲ့စန္ဒဒေတာတွင်းရှိတဲ့ပြည်မျိုးသားတို့ရဲ့ဒီလိုလားချက်တွေကိုလာရောက်ပြပြခွင့်ရမယ်အခွင့်အာဏာလည်းရှိနေပါကြောင်းပြောကြားလိုပါတယ် ပြင်းလူမျိုးတွေပုံမစည်းလုံးမှုရှိလာဖို့အများကြီးစူးစမ်းဖို့လိုအပ်နေကြောင်းအင်္ဂလီကန်ဆရာတော်စတိုင်လူကပြောပါတယ်။ကရင်ကရပြည်နယ်မှာကရင်လူမျိုးတွေရဲ့နှစ်သက်ကူပွဲတော်ပထမအကြိမ်ကတော့1940ခုမှာဟောကျွန်တော်တို့ဘူချော့အစားကိုနိုင်ကလာပြီးတော့အဲ့ဒီအခမ်းအနားတက်ပါတယ်။သူလည်းမိခွန်ပြောပါတယ်။ဒုတိယအကြိမ်ကတော့ယနေ့ပေါ့ဒုတိယအကြိမ်ယနေ့ပါပဲ။ကရင်လူမျိုးတွေပြန်လည်စုစည်းနိုင်ဖို့ကတော့အများကြီးစူးစမ်းဖို့လိုတယ်။ တဖက်ကနေပြီးတော့သူတို့ရဲ့ရည်ကျင်းမှုဆွေးနွေးပွဲတွေလုပ်မယ်တဖက်ကတော့ရိုးပညာရေးရည်ကျင်းပညာရေးတွေ့ဆုံပွဲတွေလုပ်မယ်နောက်ပြီးတော့ကရင်နဲ့ဆိုင်တဲ့ကရင်အော်တဘောတဘာဝတလိနဲ့ကိုက်ညီတဲ့တင်သားတွေလောက်ပြီးတော့တွေ့ဆုံပွဲလေးတွေ စီလုံးအင်ဂျင်ညွတ်ရေးနဲ့ဆိုင်တဲ့အရာလေးတွေဆွေးနွေးပွဲလေးတွေလုပ်ဖို့အများကြီးလိုပါသေးတယ်။တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ငြိမ်းချမ်းရေးဟာအရေးကြီးကြောင်းနဲ့လက်ရှိအစိုးရအနေနဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ရမှာပြည်တွင်းငြိမ်းချမ်းရေးမရရှိသေးတာကအဟန့်အတားတစ်ခုဖြစ်နေတယ်လို့ကြားပြည်နယ်ဒေသကွက်ကဲရေးစစ်ဌာနချုပ်မှုဘုံမှုချုပ်အေလွင်ကပြောပါတယ်။ယနေ့မြန်မာနိုင်ငံဟာ2011ခုနှစ်ကနေစတင်ပြီးတော့ဒီမိုဒီနိုင်ငံပြည်ပြောင်းလဲကျသုံးလာရမှာယခုကဆိုရင် အစိုးရဒုတိယတက်တန်းတို့ရောက်ရှိလာပြီဖြစ်ပါတယ်2015ခုနှစ်ရွေးကောက်ပွဲမှာမြန်သူလူထုရဲ့တခဲနဲ့ထောက်ခံမှုနဲ့အနိုင်ရခဲ့တဲ့မျိုးသားဒီမိုကရေစီချုပ်ဒီမိုကရေစီဖွဲ့ချုပ်ကတမရာကြီးဦးတင်ကျော်ဦးဆောင်တဲ့အစိုးရဖွဲ့ဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးဘက်ပေါင်းစုံကဖွံ့ဖြိုးတိုးတက်တော့ဒုပန်းဆောင်ရွက်မှုတွေပြုလုပ်နေတာကိုမျက်မြင်တွေ့ရမှာ ဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးမှုတိုးတက်မှုကိုအဟံတာဖြစ်စေတဲ့အကြောင်းတစ်ချက်ကတော့ထာဝရညဉ့်ဉာဏ်ရေးမရရှိနိုင်သေးခြင်းပဲဖြစ်ပါမြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ညဉ့်ဉာဏ်ရေးဟာမရှိမဖြစ်လိုအပ်ကြောင်းတွေ့ရမှာဖြစ်ပါတယ်ဒီကနေ့ကျင်းပတဲ့ကရင်နှစ်သိကူပွဲတော်မှာပရိသတ်2000လောက်တက်ရောက်ခဲ့ပြီးရိုးရာကရင်ဒုံရင်အကကောက်တစ်စာအခမ်းအနားပွဲတော့ ကရင်ရိုးရာအစားအသောက်ဖြစ်တဲ့တာလဘော့ထိုးပြိုင်ပွဲရိုးရာလက်ဝေပွဲတွေကျင်းပခဲ့ပါတယ်ရှင်။